လိုအားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့ကတော့ကျွန်တော်တို့ Liverpool အသင်းအင်္ဂွင်း Anfield မှာ Real Madrid အသင်းကိုအဲခံပြီးတော့ချန်ပီယံလိပွဲစဉ်ရှင်ပြိုင်ကစားဖို့ရှိပါတယ်ဗုဒ္ဓနေ့မနက်2နာရီခွဲမှာရှင်ပြိုင်ကစားမယ့်ပွဲစဉ်လည်းဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်ကတော့ကျွန်တော်တို့ Liverpool fan တွေအတွက်အအရေးကြီးတဲ့ချန်ပီယံလိပွဲစဉ်လည်းဖြစ်တဲ့အပြင်ကိုစိတ်လှုပ်ရှားဖို့ကောင်းတဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်တယ်တစ်ဖက်ကလည်းအသင်းကြီး Real Madrid အသင်းဖြစ်နေတယ်ကျွန်တော် Liverpool တင်းကတော့ let law ရှုံးပွဲဆက်မှုတွေကိုတော့နောက်ဆုံးရှင်းပြန်ကစားခဲ့တဲ့ပွဲစဉ်ပေါ့နော် Aston Villa အတင်းတဲ့ပွဲစဉ်မှာတော့ clean sheet နိုင်ပွဲတစ်ပွဲနဲ့အတူ နိုင်ပွဲပြန်ရခဲ့တယ်ဒီနိုင်ပွဲကပဲ Real Madrid အသင်းကိုအင်္ဂလန် Anfield မှာယင်ဆိုင်ဖို့အတွက်ယုံကြည်မှုပိုင်းဆိုင်ရာအနေငယ်ပြန်ပြီးတော့တိုးတက်လာတယ်ပြန်ကောင်းလာတဲ့အခြေအနေအကြောင်းပေါ့နော်ဒီပွဲစဉ်ကတော့အာမျှော်လင့်လို့ရတဲ့ပွဲစဉ်လို့ပြောလို့ရပါတယ်ဆိုတော့လက်ရှိကျွန်တော် Current Form တွေအရ Real Madrid အသင်းနဲ့ကျွန်တော် Liverpool အသင်းရဲ့ကြားထဲမှာတော့ kwa ဟာချက်ကတော့ကြီးမားတယ်လို့ပဲသုံးသပ်ရမှာလည်းဖြစ်တယ်တစ်ဖက်က Real Madrid အသင်းက Champions League ၃ပွဲကစားပြီးထားတဲ့အချိန်မှာလည်း၃ပွဲစလုံးကိုအနိုင်ရရှိထားတယ် လာလီဂါဘက်မှာကြည့်မယ်ဆိုလို့ရှိရင်လည်းနောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲမှာဒါပြိုင်ဘက်ဘာစီလိုနာအသင်းကို2-1ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိထားတယ်။နောက်ဆုံးရှင်းပြန်ကစားခဲ့တဲ့ပွဲစဉ်မှာလည်းဗလင်စီယာအသင်းကို6-6မရှိဆိုတဲ့ရလဒ်နဲ့ဂိုးပြတ်အနိုင်ရရှိပြီးတော့လာလီဂါရဲ့အမှတ်ပေးစရာမှာဆိုလို့ရှိရင်လည်းအဆင့်တနေရာမှာရပ်တည်နေတယ်။အဆင့်နဲ့ကဘာစီလိုနာကိုတော့ငါးမှတ်ဖြတ်ထားတာဖြစ်တဲ့အတွက်ရီယယ်မက်ဒရစ်အသင်းပိုင်းအသင်းကတော့အသင်းရဲ့ယုံကြည်မှုပိုင်းရဲ့ခြေစွမ်းပိုင်းရဲ့ကတော့လုံးဝအတက်ဖက်မှာရှိနေတယ်။ကျွန်တော်တို့လီဗာပူးအသင်းကတော့ ရှေ့ကပြောခဲ့သလိုပဲဗီလာနဲ့နိုင်ပွဲတစ်ပွဲပြန်ရတာလေးကပဲကျွန်တော်တို့ကကျေးဇူးတင်ရမလို့ဖြစ်နေတယ်။ရှေ့ကပွဲစဉ်ဒီမှာဆိုတော့ရလပိုင်းကမကောင်းခဲ့ဘူး။သို့တော့ကလင်းရှိနိုင်ပွဲတစ်ပွဲဗီလာနဲ့ရရှိထားတာဖြစ်တဲ့အတွက်ဒီနေ့ပွဲစဉ်မှာလည်းအင်္ဂွင်အန်ဖီးမှာလီဗာပူးအသင်းအနေနဲ့ဒါမထင်မှတ်တာတွေလုတ်ပြနိုင်မလား။အဓိကတော့နီပြအနီစလော့ရဲ့လူထုပ်ပုံပေါ်မှာပဲပွဲရလက်ကမူတည်နေတယ်လို့တော့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့ရာသီတုန်းကကျွန်တော်အင်္ဂွင်အန်ဖီးမှာရီယယ်မက်ဒရစ်အသင်းကိုအဲခံပြီးရှင်ပြိုင်ကစားခဲ့တယ်။ကျွန်တော်တူးသီးဆိုတဲ့ရလက်မျိုးနဲ့အနိုင်ရရှိခဲ့တယ်။မာကာရဲ့ twin goal ရဲ့ ခေါ်ဒီကပူရဲ့အတွင်းကိုရယ်နဲ့ကျွန်တော်တို့ဒါရီယယ်မက်ဒရစ်အတွင်းကိုအနိုင်ရရှိခဲ့တယ်ပြီးတော့အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်လည်းအားလုံးပြန်ပြီးတော့မှတ်မိကြအောင်ပဲထင်တယ်ခေါ်နာဘရက်လီအနေနဲ့အမ်ပါပေကိုအကောင်းဆုံးထိန်းချုပ်နိုင်ခဲ့တာမျိုးတွေရှိတယ်ဒါကြောင့်ဒီပြအန်ဒီစလော့အနေနဲ့ဒီပွဲကိုချင်းကတ်တဲ့အပိုင်းမှာလူထုပ်ပုံကအရေးကြီးပြီးတော့ကျွန်တော်တို့ကစားသမားတွေအနေနဲ့ရီယယ်မက်ဒရစ်အတွင်းကိုပြီးခဲ့တဲ့၈ရာသီကလိုမျိုးပေါ့နော်ဒါစွမ်းဆောင်ပြနိုင်မလားစိတ်လှုပ်ရှားဖို့ကောင်းတယ် နောက်တစ်ချက်ကတော့ကျွန်တော်တို့ရဲ့ကစားသမားဟောင်းဖြစ်တဲ့ Trent Arno ကိုပေါ့နော်အင်ကွေးအန်ဖီမှာဒါပြန်လဲကြိုးစားရမယ်ပွဲစဉ်ဆက်လုရှားဖို့တော့ကောင်းတယ်။ဒါပေမဲ့ Trent အနေနဲ့ကလည်းဒီပွဲစဉ်ကိုတော့ပါဝင်ဖို့တော့မကျိန်းသေးတဲ့အနေအထားမှာရှိတယ်။ Hamstring injury ကပြန်လဲတတ်တာလာပြီးဆိုပေမဲ့လည်းပေါ်ထွက်ကစားသမားအစင်းမှာပါလာဖို့အတွက်တော့ဒါလုံလောက်တဲ့ကြံ့ခိုင်မှုမျိုးမရှိဘူးလို့တော့ကျွန်တော်ထင်တယ်။ဒါမှမဟုတ်လို့ရှိရင်လည်းဒုတိယပိုင်းမှာပါလာမလားတစ်ချက်တော့ကြည့်ရမယ်မပါလီကောင်းလေပဲပေါ့ဗျာလီဗာပူးဖန်တွေအတွက်ကပေါ့နော်ကိုယ့်ရဲ့ငယ်မွေးချံပေါက်ကစားသမားကိုအင်ဝဲအန်ဖီမှာပြိုင်ဘက်အဖြစ်နဲ့ရင်ဆိုင်ရမှာတော့ အတိတ်တော့မမြင်ချင်ဘူးပေါ့ဗျာ Real Madrid အာ Chelsea နဲ့ကျွန်တော်တို့အင်္ဂလန် Anfield မှာ Liverpool အသင်းကိုပေါ့နော်ဖြတ်တင်ဘောတွေနဲ့သူဖို့ကွင်းလေရနေပြီးတော့ Shakespeare နေပြီးတော့အာကံမဲ့အနေထားမျိုးတွေကိုမမြင်ချင်တာမျိုးရှိတယ်ပေါ့နော်ဆိုတော့ trend အနေနဲ့ပါလာခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ဒါမြင်ချင်တာမျိုးရှိတယ်တိုးတော်လေ branch မှာပဲထိုင်တာကတော့ပို့ပြီးတော့အဆင်ပြေမယ်လို့တော့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဒါကျွန်တော်ရဲ့အမြင်ပေါ့ Okay ဆိုတော့ကျွန်တော်လက်ရှိဒီ injury ကစားသမားတွေကြည့်ရအောင်ပေါ့နော်ဆိုတော့ကျွန်တော်ကျွန်တော် Liverpool အသင်းပါကတော့ဒီပွဲစဉ်ကို အလစ်စင်ဘက်ကလွဲချော်ဦးမှာလည်းဖြစ်တယ်ပြီးတော့တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်တော့အီဆက်လည်းပါဝင်ဖို့တော့မကျိန်းသေးတဲ့အနေအထားမှာရှိတယ်ကာတဂျုံလည်းအာပါဝင်ဖို့တော့မတိကြတဲ့အနေအထားမှာရှိတယ်ဖရင်ပောင်လည်းလွဲချော်ဖို့ရှိတယ်ဂျန်နက်ကစားသမားတွေဖြစ်တဲ့လီယိုနီဘာဆက်တစ်တို့လည်းဒီပွဲစဉ်ကိုလွဲချော်ဖို့တော့ရှိတယ်အဝမ်သာကြတစ်ခုက gravity လေးပြန်ပါလာတယ်အင်ဂျူရီကလည်းပြန်လည်တက်တာလာတယ်ပြီးတော့ Aston Villa အသင်းရဲ့ပွဲစဉ်မှာ goal twin ယူနိုင်တယ် အော်ပြီးတော့ SOV လာအတင်းနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့အနေနဲ့ဒါအရင်ကကွင်းလယ် trial ကိုအသုံးပြုသွားတဲ့အခြေအနေလေးတွေမှာရလပိုင်းလေးကောင်းခဲ့တာမျိုးရှိတယ်။ဒါကြောင့်လည်းဒီနေ့ပွဲစဉ်မှာနိပြအန်ဒီစလော့အနေနဲ့ကွင်းလယ်ဘိုင်းမှာဘလိုမျိုးလူထုပ်ပုံနဲ့အသုံးပြုလာမလဲစိတ်ဝင်စားဖို့ကောင်းပါတယ်။တစ်ဖက်က Real Madrid အတင်းကတော့ injury ပြဿနာကတော့နောက်တန်းပြဿနာလေးရှိတယ်။သူတို့အတင်းအဓိကကစားသမားတွေဖြစ်တဲ့အလာဘာ၊ Rudiger နဲ့ဝိုင်းကစားသမားကြီး Cavajer ကတော့ injury ပြဿနာရှိရတဲ့အတွက်ကိုဒီပွဲစဉ်ကိုလွဲချော်မှာဖြစ်တယ်ဒီသုံးဦးကလွဲချော်မှာဖြစ်တယ်ဒါပေမဲ့ကျန်တဲ့ကစားသမားတွေကတော့အင်ပြေအားပြေရှိနေတယ်အရီယယ်မက်ဒရစ်အသင်းဘက်ကိုကြည့်မယ်ကျွန်တော်တို့တော့စိတ်လုရှားဖို့ကောင်းတယ်အဓိကသတိထားရမှာတော့ရီယယ်မက်ဒရစ်အသင်းရဲ့ကွင်းလည်နဲ့တိုက်စစ်ပိုင်းလို့ပြောရမှာလည်းဖြစ်တယ်တိုက်စစ်ပိုင်းလည်းထရေတူကြီးရှင်းပြနေစရာမလိုဗီနီစီယဥဆောင်လာမယ်အမ်ဘာပေလိုကစားသမားမျိုးတွေရှိနေတဲ့ပြင်အာတာဂူလာလိုတဲလန်တက်ပလေးယာတွေရှိနေတဲ့အတွက်ကိုကျွန်တော်တို့အတွက်ကအင်ဂွင်အန်ဖီဆိုပေမဲ့တစ်ဖက်က Real Madrid အသင်းဆိုတော့ကျင်းတည်ပါဘူးခက်ခဲမယ် အဲသို့တော်လည်းရှေ့ရပြောသလိုနောက်ဆုံးပွဲမှာ clean sheet ရထားတဲ့အနေအထားနဲ့ဒီပွဲစဉ်မှာကျွန်တော်လစ်ဗာပူးအသင်းအနေနဲ့ပုံစံကောင်းပြသနိုင်မလားတကယ်လို့ဒီပွဲစဉ်ကိုသာအနိုင်ရရှိခဲ့မယ်ဆိုလို့ရှင်တော့ကျွန်တော်လစ်ဗာပူးအသင်းအနေနဲ့ဒါလမ်းကြောင်းမှန်ပေါ်ပြန်လဲအဲရောက်ရှိလာပြီလို့တုံ့တက်လို့တော့ရတယ်ဖီလာကိုနိုင်ခဲ့တဲ့ပွဲစဉ်ကိုကြည့်ပြီးတော့ဒီပွဲစဉ်ကိုတော့အာလစ်ဗာပူးပြန်လာပြီလို့တော့အလုံးစုံတော့ပြောလို့မရဘူးဒါပေမဲ့ဒီပွဲစဉ်ကကျွန်တော်လစ်ဗာပူးအသင်းတို့ကမျှော်လင့်စရာအခြေအနေမျိုးမှရှိတယ်အဲဒီကျွန်တော်တို့ဒါအော့ပတာရဲ့ခံမှန်းမှုတွေအရဆိုလို့ရှိရင်လေလီဗာပူးအသင်းအနိုင်ရရှိဖို့ရာခိုင်နှုန်းကတော့ ရီယယ်မက်ဒရစ်အသင်းထပ်စားလို့ရှိရင်တော့1.5ရာခိုင်နှုန်းလောက်ပိုများတဲ့အနေအထားမှာရှိတယ်။များသောအားဖြင့်ဒီပွဲစဉ်ကကျွန်တော်ထင်တာသေရလက်ကိုဥတီနေတဲ့ပွဲစဉ်လို့တော့ကျွန်တော်မြင်မိတယ်။အဲလက်ရှိဥရောပရဲ့အကြောပေးမှုတွေအရာရောအာရှရဲ့ဈေးကွက်ဖွင့်လှစ်မှုအရာရောပေါ့နော်။အာရှရဲ့ဈေးကွက်ဖွင့်လှစ်မှုအရာမှာတော့ကျွန်တော်လီဗာပူးအသင်းက level 30ဆိုတာမျိုးလေးပေးထားတယ်။အဲဆိုတော့ကျွန်တော်တို့အနိုင်ဆိုတဲ့ရလက်မျိုးတော့မှမျှော်လင့်လို့တော့ရတယ်။ ရီယယ်မက်ဒရစ်အသင်းအနေနဲ့တကယ်လို့အဝေးဝင်းကနေကြေးပြန့်ပေးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ဒါစိတ်လုံရှားရမယ့်အနေအထားပေါ့နော်ရင်တမမနဲ့ကြည့်ရမယ်ပုံစံတော်တော်လက်ရှိအနေအထားတော့လီဗာပူးအသင်းအနေနဲ့နိုင်ငံတကာရဲ့သုံးသပ်ချက်တွေအရာရောပေါ့နော်အဲဈေးကွက်ဖွင့်လှစ်မှုအရာရောဆိုလို့ရှိရင်တော့ကျွန်တော်ဒါနိုင်ဘွဲတပွဲရရှိဖို့အတွက်မျှော်လင့်လို့ရတဲ့ပွဲစဉ်တပွဲလို့ပြောရမှာလည်းဖြစ်တယ်။ Okay ဆိုတော့ကျွန်တော် line နဲ့ခံမှန်းကြည့်ရအောင်ပေါ့နော်။နီပြအနီစလော့အနေနဲ့ကတော့4231ဆိုတဲ့ပုံစံမျိုးနဲ့ပဲဒါအင်ဝင် end fee မှာအသုံးပြုလာလိမ့်မယ်လို့ထင်တယ်။442ပုံစံကိုတော့မသုံးလောက်သေးဘူးပေါ့နော်။ E set အနေနဲ့ ပါဝင်မှုမတည်ကြတဲ့အနေအထားမှာဒါတိုက်စစ်ပိုင်းအောင်စပြောမယ်ဆိုရင်တော့ ikitiki ပဲ center 4နေရာမှာပွဲထွက်လာဖို့ရှိတယ် striker နေရာကနေပွဲထွက်လာဖို့ရှိပါတယ်တောင်ပိုင်းမှာတော့ Musa နဲ့ Kodigapo ပွဲထွက်လာနိုင်မှာရှိတယ်ဆိုတော့ဒီနေရာမှာ number 10 row position နဲ့ full back နေရာမှာကျွန်တော်ဘယ်လိုမျိုးအပြောင်းလဲလေးလုပ်လာမလဲတစ်ချက်ကြည့်ရမှာမျိုးရှိရေပေါ့နော်ဆိုတော့ပြီးခဲ့တဲ့ Villa ပွဲစဉ်မှာကျွန်တော် Super Slide ကို number 10နေရာမှာ တုံးတယ် Gravy ပုံမှန်နေရာမှာ Marker Ditrio နဲ့တုံးတာကျွန်တော်တို့အဆင်ပြေခဲ့တယ်ကွင်းလယ်ကြီးတော်တော်လေးကို solid ဖြစ်ခဲ့တယ် တော်တော်လေးကိုကောင်းမွန်ခဲ့တယ်။သို့တော်လည်းဒီနေ့ပွဲစဉ်မှာတချို့သောလိုင်းနက်တွေမှာပြတာပုံရဆိုရင်တော့နံပါတ်10ရုပ်နေရာမှာ Florian Vas ကိုအသုံးပြလာနိုင်ပွဲရှိပြီးတော့ Gravy ကတော့အပြောင်းလဲမရှိဘူး။တစ်ဖက်မှာ Marker ပေါ့နော်။ Sobos line ရဲ့ position ကတော့ full back မှာပြထားတာမျိုးလေးရှိတယ်။ဆိုတော့ဒီပြအနေ slot အနေနဲ့တကယ်အရေးကြီးတဲ့ပွဲစဉ်မှာဒါ full back မှာ Sobo ကိုသုံးမလား။ Conor Bradley ကိုယုံကြည်မှုပေးမလား။ဒါလေးချက်ကတော့ကြည့်ရမယ်။ကျွန်တော်ရှေ့ကပြောခဲ့သလို ရှိရသည်တုန်းကအမ်ဘပေကိုရင်ဆိုင်တဲ့အနေအထားမှာခွန်နာဘရက်လီသည်အကောင်းဆုံးပုံစံပြသနိုင်ခဲ့တယ်။သို့တော်လည်းလက်ရှိမှာခွန်နာဘရက်လီအနေနဲ့ဒီရာသီမှာအကောင်းဆုံးပုံစံမရတဲ့အနေအထားမှာဒီလိုအရေးကြီးတဲ့ပွဲစဉ်မှာနီပြအနီစလော့အနေနဲ့ ဒါဆိုဖို့ကိုဖူးဘက်မှာ၃ကောင်း၃လာနိုင်တယ်ဆန်တာဘက်ကတော့ပြောင်းလဲမရှိဘူးကျွန်တော်ဗာဂျန်နဲ့အီဘူးပဲပွဲထွက်လာမယ်တစ်ဖက်မှာလည်းကျွန်တော်မေကွန်ထုတ်เสียရှိတယ်လက်ရှိမှာပြထားတဲ့ line နဲ့အရာတော့ carcass ကိုပြထားတယ်တိုးတော်လည်းလက်ရှိမှာ carcass ကအဆင်မပြေတာ brother တို့လည်းတိလိမ့်မယ်ဆိုတော့ဒီနေရာမှာ robo ကိုတော့ senior သားသမားဖြစ်ပွဲထွက်စေချင်တာမျိုးတော့ liverpool fan အများစုမှာရှိလိမ့်မယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်လည်းဖြစ်နိုင်လို့ရှိရင်ကျွန်တော် robo ကိုပွဲစားရတဲ့အတုံးစီချင်တာမျိုးရှိတယ်လက်ရှိမှာတော့ carcass လေးကိုပြထားတယ်ပေါ့နော်ဒါကြောင့်လည်း liverpool အသင်းရဲ့ အာနိုင်ပွဲတပွဲပေါ်ဆောင်မှုအတွက်ကနီးပြပုံမှာအများကြီးမူတည်တာဖြစ်တဲ့ line net ကအရေးကြီးတယ်လို့ပြောရမှာလည်းဖြစ်ပါတယ်ကိုသမားကတော့တေးကြတယ်မမတက်ရှပ်လီပဲပေါ်ထွက်လာဖို့ရှိတယ်ဒါကြောင့်ကျွန်တော်တို့စောင့်ကြည့်ရမှာကဆိုဘိုကကျွန်တော်လက်ရှိလီဗာပူးသင်းရဲ့ကွင်းလယ်ရဲ့ engine ဖြစ်နေတာဖြစ်တဲ့အတွက်ဆိုဘိုရဲ့ position ဒီဒီပွဲစဉ်မှာတကယ်ကိုအရေးကြီးတယ်လို့ပြောရမှာလည်းဖြစ်ပါတယ်ဆိုတော့စက်ကြည့်ရအောင်ပေါ့နော်ဘာတွေဖြစ်လာမလဲပေါ့ line net က အဲနောက်တစ်ချက်ကကျွန်တော်တို့တော့အားရစရာကောင်းတာကတော့မူဆာလာဒီဗီလာနဲ့ပွဲစဉ်မှာအကောင်းဆုံးပုံစံကိုပြန်ရထားတာဖြစ်တဲ့အတွက်ဒီနေ့ပွဲစဉ်မှာလည်းအဲတိုက်စစ်ကိုဦးဆောင်လာမယ်မူဆာလာရဲ့လှုပ်အားနှုန်းအီကီတီကီရဲ့ twin goal တွေနဲ့တူပေါ့နော်ဒါကိုဒီကပိုရိုးရဲ့ယုံအားတွေကိုကျွန်တော်တို့တိုက်စစ်ပိုင်းအားရင်ခုန်ဆဲလို့ရှာဖို့ကြည့်ရမယ်နောက်တစ်ချက်ကအဲခန်စစ်အနေနဲ့ပြီးခဲ့တဲ့ဗီလာနဲ့ပွဲစဉ်တုန်းကလိုမျိုးအကောင်းဆုံးပုံစံကိုထပ်မံပြီးပြသဖို့လိုအပ်နေတာမျိုးရှိတယ်โอเคဆိုတော့ကျွန်တော်တို့ဒါ real madrid အသင်းဘက်ကိုကြည့်အောင် ဆိုတော့ Real Madrid အသင်းကတော့4-1 4-1ဆိုတဲ့ပုံစံမျိုးနဲ့ရင်ဆိုင်လာနိုင်ဖို့ရရှိတယ်ဆိုတော့ဒီပြအလွန်ဆိုးကလည်းအင်္ဂွေအန်ဖီကိုတကြောပြန်လာရမယ့်အနေထားပေါ့နော်ဒါစကားဖြတ်ပြောရမယ်ဆိုလို့ရှိရင်တော့ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းပါတယ် Trent နဲ့ဒါအလွန်ဆိုးကိုကြိုးစားမယ်ပွဲစဉ်ပေါ့နော်ဆိုတော့ဒီပြအလွန်ဆိုးနေနေကတော့ဒါခန်းစစ်ပိုင်းမှာ၄ဦးပေါ့နော်ဒီ၄ဦးမှာလည်းကအင်ဂျူရီပြဿနာရှိနေတဲ့အနေထားမှာပွဲစားတွေကတော့ Trent ကိုသုံးမှာတော့မဟုတ်ဘူး Fullback တွေမှာပြထားပုံအရာဆိုလို့ရှိရင်တော့ Carrius နဲ့တစ်ဖက်မှာ Weverdi ကိုပြထားတယ် ဆန္ဒပွဲမှာကတော့ဟူရဆင်နဲ့မီလီတာအိုပြထားတယ်ဒီလိုပုံစံမျိုးနဲ့ပဲပွဲထွက်လာနိုင်မှာရှိတယ်တကယ်လို့ဒုတိယပိုင်းကျတော့မှသာထရန့်ကို၃ကောင်း၃လာနိုင်တယ်ရှော်မန်နီကတော့ defensive midfielder အဖြစ်ပွဲထွက်လာလိမ့်မယ်ကွင်းလယ်မှာကတော့ဘယ်လင်ဂန်နဲ့အာတာဂူလာအတွဲကိုပြထားတယ်တောင်မန်နီမှာကတော့ကာမာဗင်ဂါနဲ့ဗီနီစီယပ်စ်တိုက်စစ်မှာကတော့အမ်ပါပေကိုအထောင်ထားတဲ့ပုံစံမျိုးနဲ့ကစားလာနိုင်မှာရှိတယ်တိုးတော်လည်းများသောအားဖြင့် Real Madrid အသင်းရဲ့ဒါပွဲစဉ်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်တော့တကယ်တမ်း ပွဲထဲမှာဆိုလို့ရှိရင်တော့တိုက်စစ်ပိုင်းက3ယောက်ဆိုတာမျိုးဖြစ်သွားတယ်ပေါ့နော်အာတာဂူလာရဲ့ဒီဗီနီစီယက်ကကျွန်တော်ဒါဘယ်ချမ်းမှာပြီးရင် striker နေရာမှာအမ်ပါပေးပေါ့နော်တချို့သောနေရာတွေမှာဒါကမာဗင်ဂါအနေနဲ့ကလည်းအာဒဗယ်ပီဗော့ပုံစံမျိုးနဲ့ရှော်မန်ဒီနဲ့လာတွဲပြီးတော့အရီယယ်မက်ဒရစ်အသင်းရဲ့ကွင်းလယ်ကို solid ဖြစ်အောင်လုပ်လိရှိတယ်ဆိုတော့ဒီပွဲစဉ်မှာလည်းအဆုံးဖြတ်ပေးလာနိုင်မှုရှိတာကကွင်းလယ်ကစားသမားတွေရောနှစ်ဖက်ကွင်းလယ်ကစားသမားတွေ individual တွေနဲ့ ်ပေါ်ဖော်မန်းကတော့တော်တော်လေးအရေးကြီးတယ်လို့ကျွန်တော်ထင်နောက်တစ်ချက်ကတော့ဒီလိုမျိုး Real Madrid အသင်းနဲ့ Liverpool အသင်းအသေးကြီးနှစ်သင်းတွဲဆုံနေတဲ့ပွဲစဉ်မှာ Best Chance တွေကိုအဲ create လုပ်ဖို့အရေးကြီးတယ်အဲ့ဒီ Best Chance တွေကိုလည်းဂိုးဖြစ်ပြောင်းလဲဖို့အရေးကြီးနေတာဖြစ်တဲ့အတွက်ကိုဒါကျွန်တော်တို့ဘက်ကဆိုလို့ရှိရင်တော့ Musiala, Ikitiki တို့ရဲ့ finishing ဘိုင်းကိုရင်ခုန်စွာကြည့်ရမှာဖြစ်လို့တစ်ဖက်ကလည်းပြောနေစရာမလိုဘူးဗျာ Vinicius တို့ Mbappe တို့ရဲ့ finishing ဘိုင်းကတကယ်ကောင်းမွန်တဲ့အနေထားမှာပေါ့နော်အပြန်လည်တင်းတင်းကိုလေးတွေကိုမြင်တွေ့ရမလား ဘယ်အတင်းကအဆုံးသက်ကောင်းမှုပြီးနိုင်ပွဲတစ်ပွဲကိုပေါ်ဆောင်သွားမလဲပေါ့နော်စိတ်လှုပ်ရှားဖို့တော့ကောင်းပါတယ် Okay ဆိုတော့ဒီပွဲစဉ်ကကျွန်ရှိရပြောသလိုပဲရလက်အားဖြင့်ကတော့ရသောအားဖြင့်တေးကိုဥတီနိုင်ပွဲတော့ရှိတယ်တိုးတော်လဲ Liverpool fan တယောက်အနေနဲ့ကတော့အင်္ဂလန် NV ဖြစ်တဲ့အနေအထားမှာ Real Madrid မကလို့ဘယ်အတင်းမဲလာလာဗျာကျွန်တော်တို့ကတော့ဒါနိုင်မယ်ဆိုတော့ယုံကြည်ချက်ကတော့တရားရဂိုင်းလုံးရှိတယ်ပေါ့နော် Okay ဆိုတော့ကျွန်တော်တို့ဒါ level 30ပေးထားတဲ့အနေအထားမှာ Liverpool အတင်းအနိုင်ရရှိမဲ့ရဂိုင်းလုံးကလည်းပွင့်လင်းပြောမယ်ဆို Real Madrid အတင်းထက်1.5ရဂိုင်းလုံးတာနေတဲ့အနေအထားမှာ အနည်းငယ်သောမျှော်လင့်ချက်နဲ့အတူအင်ဂွေအန်ဖီမှာကျွန်တော်တို့လီဗာပူးဖန်တွေကိုပျော်ရွှင်မှုပေးမဲ့ပွဲစဉ်တစ်ပွဲလို့တော့ကျွန်တော်တို့ထင်ပါတယ်100%ယုံကြည်နေပါတယ်ဆိုတော့ကိုရလက်အရခံမှန်းရမယ်ဆိုကျွန်တော်တို့ဒါ2-1ဆိုရရလက်မျိုးနဲ့ကျွန်တော်တို့ Liverpool အသင်းအနေနဲ့နိုင်ရရှိသွားမယ်ပွဲစဉ်လို့တော့ထင်ပါတယ်။ Okay ဆိုတော့ထုံးစံတိုင်း common box မှာကိုညီကိုရီပေါ့နော်ဒါ common လေးတောင်းချင်းစီလောက်ရေးပေးသွားခဲ့ကြပါအောင်ဒီပွဲစဉ်ကိုတော့ကျွန်တော်တို့ Bolt Fury နဲ့မနက်2နာရီခွဲမှာအလုံးမဲ့ဆောင်မကြည့်ရှုနိုင်ပါတယ်ဆိုတော့ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာဆိုတော့ဒီဗီဒီယိုလေးကိုခုမှစကြည့်ရကျွန်တော် Liverpool fan ညီကိုရီအနေနဲ့ကလည်းကျွန်တော် channel လေးကို subscribe လုပ်ပေးပြီးတော့ အားပေးလို့ရပါတယ်ကျေးဇူးထူပဲတရှိပါတယ်ခင်ဗျာ